တာဟိုလက်တော့ဘာလုပ်လဲဆိုတော့အခုသားစပယ်ပန်းလေးနဲ့မသဲဖြူမှာတော့တာနာမည်ကတေးတေးဆိုထူးမြအောင်ဆိုတဲ့နာမည်နဲ့တာထွက်ခဲ့တယ်အခုနောက်ပိုင်းထွက်မဲ့တချင်းလေးမှာကျတော့တာဟိုကနာမည်ပြောင်းထားတာပါဆရာတေးတေးဆိုတာဆိုင်ထက်အဲ့လိုမျိုးနာမည်လေးနဲ့ပြောင်းလို့တာတချင်းလေးအသေးနှစ်ပုတ်လောက်ထားတယ်တပုတ်ကတော့ဟိုကတာတို့အနုပညာသမားတွေကိုကောင်းမလေးတွေရချင်းတဝင်းတို့တဲ့အကြောင်းရေးထားတာဂီတနဲ့ချစ်သူလို့အမိရတယ်နောက်တစ်ပုတ်ကတော့အဲ့လိုမင်္ဂလာဆောင်ပွဲလေးတွေမှာဆိုဖို့အတွက်တာရေးထားတာတစ္ဆာဆိုမယ်ဆိုတဲ့တချင်းလေးကိုရေးထားပါတယ်။ပြအောင်လဲလို့အားပေးကြတဲ့ပြည်သက်ကချိုက်တဲ့ဆိုတဲ့ နာမည်နဲ့ခွက်လာရင်ရောတောင်းကိုမှတ်မိမလားဒါမှမဟုတ်ရင်စိုးရင်သိရှိသလားအဲ့လိုလေအဲ့လိုလေတော့ဒါနည်းနည်းတော့စိုးရင်သိရှိတယ်ဘာဖြစ်လို့ထူးမြောက်အောင်ဆိုလဲနာမည်နဲ့ကဒါ2016 2019နဲ့ကလောက်ထားတယ်ဆိုတော့တော်တော်များများ line မှာလည်းတည်တာ အထူးမြအောင်ဆိုပဲတည်တယ်ပွဲတွေတွိုင်းလဲညီလေးကထူးမြအောင်မလားဆိုပြီးတော့အဲ့လိုမျိုးနှုတ်ဆက်ကြတယ်အဲ့လိုမျိုးတည်တယ်ဒါပေမဲ့အဲ့ချိန်မှာသားရှိုင်းထက်ဆိုပြီးတော့ပြောဖို့ကျတော့နည်းနည်းတွန့်တော့တွန့်သွားတာပေါ့အဲ့အဲ့လည်းပြောတော့ပြောမိပါလေကျွန်တော်ကိုကြီးနာမည်ပြန်ပြောင်းထားတယ်ဒီနှစ်မှာတော့2025မှာနာမည်ပြောင်းလိုက်တယ်ပေါ့တေးတန်ရှင်ရှိုင်းထက်ဆိုပြီးတော့အဲ့လိုမျိုးလေးနဲ့ပြန်ပြန်ပြောင်းထားပါတယ်ပြောမယ်ဆိုဆရာရဲ့ဟိုသားဒီထူးမြအောင်ဆိုတဲ့နာမည်နဲ့လုံနေတာလဲကြာပြီဆိုတော့ဘလို့မြန်လောကမှာတိတ်ပြီးတော့ကိုလိုချင်တဲ့ပန်းနိုင်ုံတိတ်မရောက်ဘူးဖြစ် ပန်းနံကိုတိတ်မြောက်တော့ဒါနံပါတ်နှလုံးထဲကိုနံပါတ်နှလုံးထဲဆိုတဲ့လူသိများကြတယ်ဆိုပြီးတော့အဲ့နဲ့ဒါဘေးရင်ဆရာယူသွားပြီးတော့တွက်တွက်ခိုင်းလိုက်တော့အဲမင်းထူးမြောင်ကတော့လည်းကောင်းပါလေလေဒါပေမဲ့မင်းကနံပါတ်ပြောင်းနေတယ်ဆိုရင်တော့နံပါတ်နှလုံးထဲနဲ့လူကျင်နေဆိုရင်တော့ပြောင်းမှုမယ်ဆိုပြီးတော့အဲ့နဲ့ဒါဘေးရင်နဲ့တွက်လိုက်တော့ဆိုင်တက်ဆိုတဲ့နံပါတ်နဲ့အခုဒါအနုပညာလောကမှာပြန်ပြီးတော့ရှောက်လန်းမှုဖြစ်ပါတယ်ဆက်အခုဒီထွက်တဲ့ဒီချင်းလေးတွေကိုဒါကိုယ်တိုင်ရေးပြတဲ့အကြောင်းကိုယ်တိုင်ရေးပြတဲ့အကြောင်းကတော့ပြောမှဆိုရင်အနုပညာသမားဆိုလာတော်တော်များများနေရာဆောင်သွားတဲ့အချိန်မှာပေါင်မလေးတွေကအဲ့လိုမျိုးစိတ်မချဘူးပေါ့ အဲကောင်မလေးဆိုတော့တိတယ်နေမယ်လေတဝင်းတို့တာရှိတာပေါ့အဲဘာသူမဆိုတော့ကိုချစ်တဲ့သူတော့တဝင်းတို့ကြတာပဲအဲအဲ့ဒီအကြောင်းလို့ဒါဖွဲ့နယ်ပြီးတော့ရေးထားပေးလိုက်တယ်အဲအဲ့ဒီတစ်ခုတ်ကိုရေးပြီးတဲ့ပြင်မှာဒါသူ့ကိုချစ်တယ်ဆိုတော့အကြောင်းထပ်ပြီးတော့သူနဲ့တစ္ဆာဆိုပြီးတော့အတူတူလက်တွဲမယ်ဆိုတဲ့အကြောင်းကနောက်ထပ်တစ်ပုတ်ထပ်ရေးလိုက်တာတစ္ဆာဆိုမယ်ဆိုမျိုးရေးလိုက်တာပါအဲအဲ့ဒီအချင်းလေးကတော့ဒါလို့တော့တယ်စိတ်တက်ကတော့ရီချတ်ပြရတာပေါ့အဲကိရာနဲ့ချစ်သူဆိုတော့ပထမဆုံးတစ်ချင်းဆိုပြတယ် ကျင်နာသူလေးကပြောတယ်ကိုကိုရေတကယ်တည်းရတယ်ဘယ်ချိန်ဆိုတကယ်တည်းရတယ်ဖုံးလေးစတိုင်းဒီကြောင့်လေးပဲသူမြဲပြောတယ် ေးနဲ့ပြောလိုက်တာပေါ့သူတတိယဆိုလို့ဒါကလည်းသူတားရင်ထဲမှာရှိတယ်ဆိုတဲ့အကြောင်းကိုပြောပြတာအဲနောက်ထပ်တချင်းလေးကပိဿဆုံမဲ့တချင်းလေးကကြတော့ကျင်းနာသူရဲ့အချစ်ခရင်လည်းပြောင်းတမ်းမှုကိုပကုန်းလေးမိပြီးလိုက်ပါကွယ်မင်းနာကိုနာမအချိန်ခါတွေတိုင်းရှိကိုလေးပြောဆုံးဖို့ကွယ်ဘဝရဲ့ချစ်ခရင်လည်းပြောင်းတမ်းမှုရဲ့စုပန်းသူရဲ့ချစ်ခရင်လည်းပြောင်းတမ်း 发规。 သားထာဝရလက်တွဲမယ်ဆိုတဲ့အကြောင်းလေးကိုရေးထားတာပေါ့အဲဒီတော့သူဆိုခဲ့တဲ့အချိန်မှာပြေးတက်တဲ့စာပြေဒါကိုရင်းချင်းလေးတွေကြတော့မှာပြီးတယ်အဲဒီအဲနေမှာကျတော့ပိဋကတ်တွေအပိတာကတော့အဲ့လိုမျိုးပေါ့နော်နေသချင်းလေးတွေကပုံများတာပေါ့သူတို့ကမိုနိုလိုင်းဆိုတော့လေသူတို့ကအဲ့လိုပြမိုနိုလိုင်းလေးတွေဆိုတယ်ဒါပေမဲ့ဒါတော်တော်များများတော့ဒါရကိုပိုင်သချင်းကိုဒါထုတ်မဆိုးဘူးထုတ်မဆိုးဆိုတော့ကိုပိုင်သချင်းဆိုတုံတောင်ကမပေါက်ဝင်မသိကြဘူးပေါက်မှသိကြတယ်အဲ့တော့ဒါပေါက်ပြီးသားသချင်းလေးတွေဆိုတယ် အဲ့ကိုပိုင်ဆက်ရဲ့ AR ရဲ့မခင်နင်းစီလို့ကိုမိုးသက်နိုင်တို့ရဲ့ဟိုတန်ရောစင်မာလေးဘွာတို့အဲ့အဲ့လိုမျိုးလေးတွေပေါ့နော်အတော်တော်များများကိုအောင်သူတို့တချင်းတွေဒါဆိုပြတာများပါတယ်အဲ့လိုလေးတွေပဲဆိုပြတယ်ဟုတ်ကိုချင်းလေးတွေကိုအကောင်ကြီးကပြပြခဲ့တာမျိုးရှိ ဲတခါတည်းရံမှာလို့ဆိုပြခဲ့ဘူးပါလေအဲအဲ့ကြတော့ပိဋကနားထောင်တော့အသေးစမ်းဖြစ်တာပေါ့တို့တို့တော့ကအဲတိုင်းပေါ်မှာနားထောင်ကြီးမှာကိုယ့်ရဲ့ဟိုပိတ်လေးကိုလည်းပြောပြတော့ကျွန်တော်ကတေးတန်ချင်းဘသူပါအဲ့လိုမျိုးကျွန်တော်ပိတ်မှာလည်းဝင်ကြည့်လို့ရတယ်ဗျာညာပေါ့အဲ့တော့ကတော့ထူးမြအောင်တေးရေးတဆိုထူးမြအောင်အခုကတော့တေးတန်ချင်းတေးရေးတဆိုဆိုင်းထက်ဖြစ်သွားပြီဆိုတော့ဆိုင်းထက်ရဲ့ official YouTube အကောင့်လေးမှာလည်းတအားလိုမျိုးဝင်ပြီးတော့နားထောင်လို့ရအောင်သာအဲ့လိုတချင်းလေးကိုတင်ပေးပါမယ်လို့ subscribe လေးတွေလည်းတအားလုပ်ပေးထားပါလို့နာမည်ကြီးရဲ့ပေးရင်းနဲ့ရေးပါရှင်းရပါ ဟုတ်ကဲ့အခုလိုဒီဒီကတော့ဒီခုရှိမှလည်းတော့တော့အများကြီးရှိတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့နည်းနည်း CSC တွေမှာတော့အတားပေါ့ပြန်မရှိဘူးလားဒါဘယ်လိုကြောက်အဲအဲ့လိုမျိုးပေါ့ပြောရမှဆိုရင်တော့အဓိကအလုပ်ပညာပဲလုပ်လို့ပေါ့နော်ဟိုအပြင်စည်းပွားရေးပဲလုပ်လို့ငွေကြေးရတော့အကုန်လုံးလူတိုင်းမှာတော့ဒိုးရတာပဲလေဟိုပတ်စံမရှိရင်တော့အဆင်မပြေဘူးပေါ့ဘယ်ရမှာစို့ဒါပေမဲ့ဒါအဲ့လိုမျိုးသူများတဲ့ချင်းကိုအမှန်တော့ဆိုချင်တာတော့ပောက်ပြီးသားတဲ့ချင်းတွေကိုကဝယ်ပြီးဆိုချင်တယ် ဝယ်ပြီးဆိုချင်းပဲကို့မှာအဲ့လိုငွေကြေးခက်ခဲဖြစ်တဲ့အတွက်တော့ကိုယ်တိုင်ပဲရေးလိုက်တယ်ကိုယ်တိုင်ရေးပြီးတော့အဲ့လိုမျိုးဂီတာမူးတွေနဲ့အဲ့လိုအပ်ပြီးတော့ပဲဆိုရင်ဂီတာမူးတွေအပ်တယ်ဆိုတာတော့မှသူများကိုကြေးအများကြီးယူတယ်တတို့ဆိုရင်ကြေးမယူဆရာကြီးကတိတ်ပြီးတော့ဆရာဒီလိုဒီကြောင်းမရှိတဲ့တတို့ရဲ့အခက်ခဲလို့တတို့ကတင်ပြတာပေါ့ပြောမှဆိုရင်တော့တားစိတ်ဓာတ်ကတော့ဆရာရဲ့ဘယ်ရမစို့ကိုပုံမလေးလေးပြောနိုင်ရင်အဆင်ပြေတယ်ပေါ့တကယ်မကိုကမရှိတဲ့ဟာကြီးကိုရှေ့ဟန်ဆောင်ပြီးတော့တွားပြီးတော့လုံလုံရင်အဆင်မပြေဘူးလေဘာဖြစ်ဖြစ်အဲ့လိုမျိုးလေးတော့ခံယူထားတာပေါ့ဒါတော့ဟုတ်တော်တော်များများအနုပညာသမားတွေပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်အင်တာဗျူးကတော့အကုန်လုံးလိုက်ကြည့်တယ်ဟိုအောင်ခန်းပိုင်တို့လည်းဒီတိုင်းပဲသူကသူအတချိန်တုန်းကသူစူးစမ်းခဲ့တာ စူးစမ်းခဲ့တော့သူလည်းအများကြီးစူးစမ်းခဲ့တယ်ဒါလည်းဒီလိုပဲသူတို့လိုမျိုးပဲသားတို့လည်းစိုင်းနေမှာရောသားတို့ဇက်တွေမှာရောအဲ့လိုအပြင်ဝမ်းမန်းပွဲလေးတွေမှာသားတို့တွေဟိုဆိုခဲ့ဘူးပါတယ်ဟုတ်ကဲ့စိုင်းတစ်တာတွေဘောကနေလိုက်ပြီးတော့အဲ့လိုမျိုးဆိုခဲ့ရတာပါသားတို့ဟုတ်ကဲ့နာမည်မရှိတဲ့ဆိုတော့တယောက်နေတယ်အဲ့လိုသွားကြည့်ရတာဘယ်လိုခက်ခဲလဲနာမည်မရှိတဲ့ဆိုတော့တယောက်ဖြစ်တဲ့အတွက်သားတို့ကအခက်ခဲတော့ကြုံတာပေါ့ဘယ်လိုခက်ခဲကြုံလဲဆိုတော့သားတို့ကပြောမလို့စီနီယာတွေအချိန်မှအများကြီးရှိတယ်တော့သားတို့ကတော့နောက်မှပဲနေခဲ့ရတယ် အနောက်မှာနေခဲ့ရဆိုတာသူတို့ကအဓိကတော့နာမည်ကြီးတဲ့လူတွေအကုန်လုံးအရင်ဆုံးတင်တာပေါ့စင်မိုတင်ဒီတိုင်းမဲ့ဒီတန်တင်ကြတာလေသူတို့ကအငယ်တန်းဆိုတော့သိတယ်မလားသူတို့နဲ့လည်းဟိုကိုရီးယားလည်းမရှင်ပါဘူးပြောမှဆိုရင်သူတို့အချိန်ပေးတဲ့အချိန်မှာသူတို့ကလည်းရတဲ့အချိန်တို့ကိုယ်ပေးတဲ့အချိန်လေးမှာပဲကိုကပြိတ်သက်ရင်ဝင်တဲ့ဟိုတပုတ်ဆိုလဲတပုတ်နှစ်ပုတ်ဆိုလဲနှစ်ပုတ်ပေါ့အဲ့လိုမျိုးထိထိမိမိလေးတော့သူတို့လုတ်ခဲ့ပါတယ်အားပေးကြပါတယ်ပြိတ်သက်ကလည်းဟုတ်အဲ့တော့လေဟိုလာနေဝဲသွားဆိုတဲ့ခါကျရင်ဒါလေဟုတ်ကဲ့ပါဆရာရှိတယ်နေဝဲမှာအဲ့နောက်ပိုင်းလူကထထပြန်သွားတဲ့ချိန်ရောကိုယ်တင်တဲ့အခါမှာကိုစူအောင်ရှိတယ် အဲဆိုဆိုအားရှိရလားဆိုတော့ဟိုအနုပညာစပြီးတော့လုပ်တဲ့အချိန်မှာတော့ဒါနည်းနည်းတိမ်ငယ်မှုတော့ရှိတာပေါ့အပိဋကကမရှိတော့ကိုရီးယားမူးသွင်းထားတာပိဋကအများကြီးနဲ့ဆိုကိုကပျော်တယ်လေအဲပျော်တော့ကိုကအဲ့အချိန်မှာစိုးခြင်းစိတ်ကအရန်ထက်တန်တယ်ဒါပေမဲ့အများကြီးမရှိတော့ဘဲနည်းနည်းလေးဟို20 30လောက်ပဲရှိတော့ဆိုကိုစိတ်ကနည်းနည်းတော့ဖီးတော့နည်းနည်းငုတ်တာပေါ့မူးလည်းတိတ်မရှိတော့ဒါပေမဲ့မရှိပေမဲ့လေကိုကဒါပြောမလို့ကိုရဲ့စားဘက်ကတတန်းတိတ်မရှိသေးတဲ့အတွက်ကိုကတော့တက်ဆိုလိုက်တယ်အဲ့အချိန်မှာတော့အဲ့လိုဖီးဖို့ဖြစ်တယ်နောက်ပိုင်းကျတော့ကိုရဲ့ဟိုအတွေ့အကြုံလေးတွေနဲ့လောက်လာတာတတန်းလေးတွေများလာတော့လေပိဋကက20 30လောက်ဖြစ်လေကိုကဒါပျော်သွားပြီကိုကလက်ခုပ်တန်လေး နာမည်ဘယ်သူတက်လာပြီဆိုတာနဲ့အခုဟုတ်လားဆိုင်းထက်တက်လာပါပြီဆိုတာနဲ့လက်ခုပ်သေးတဲ့အတန်ကိုကြားလာနေပဲတို့ရဲ့ရင်ထဲမှာပီတိဖြစ်သွားပြီအဲ20 30ရဲ့တားလို့တော့က2000 3000ဆိုလဲမမားတော့ဘူးအဲ့လိုခန်းစားကြတော့ဒါဖြစ်လာပါတယ်အခုနောက်တားနေတယ်ဒီလောကကိုဘာကြောင့်ရှောက်ပြီလဲဒီလောကကိုဘာကြောင့်ရှောက်ပြီလဲဆိုတော့ဒါအမှန်တိုင်းမှာတော့အနုပညာမျိုးရိုးကမရှိပါဘူးမရှိဘဲနဲ့ဒါအဲ့လိုမျိုးပေါ့နော်ခလေးဘဝတည်းကဒါဝါသနာပါတာပေါ့အဲငါးတန်းကျောင်းသားနှစ်လောက်မှာဒါတချင်းနေစပြီးတော့ရေးကြည့်တာပေါ့အဲအဲ့လိုလေးတွေနဲ့နားထောင်တော့လဲဒီတိုင်းပဲအဲ့ဒီကိုအောင်သူတို့တချင်းတို့အဓိကတော့ဒါရဲ့ crazy ကတော့ ကိုအောင်သူတချင်းပဲအဲသူတချင်းလေးကိုသာအဓိကနားထောင်တယ်အခုမင်းအောင်တို့ဘာလို့တော့ကြိုက်တယ်ဒါပေမဲ့တိတ်ပြီးတော့အဲ့လိုကြီးမဟုတ်ဘူးကောနော်အဓိကကြိုက်တော့အဲ့ဒီအောင်သူတချင်းလေးတွေသာပို့ပြီးတော့ကြိုက်တော့အိုက်လိုင်းလေးတွေကိုပဲသာအဓိကနှက်တတ်ပါတယ်အဲစိတ်ထဲကြာလာတော့ရှိတယ်တခါတလေတော့စိတ်ထဲကြာတယ်ဘာဖြစ်လို့ဆိုတော့ကိုကလောက်ကြိုးစားပြီးတော့နော်ကိုလည်းကြိုးစားတယ်ဆိုတော့သူများလိုမျိုးတော့ကိုကအနောက်မှာ background လည်းမရှိဘူးပေါ့တအားတော့ငွေကြေးလည်းမလိုက်နိုင်ဘူးမလိုက်နိုင်လည်းတော့တအားတော့ရှိတာလေးနဲ့ပဲကိုကကိုကိုဝမ်းစားလဲကိုသိရသေးတာပေါ့နော်ကိုရဲ့စားဖို့တောက်ဖို့လည်းရှိသေးတော့အဲ့လိုကိုရဲ့တက်နိုင်တဲ့ပိုင်းတက်နိုင်တဲ့ပိုင်းလေးနဲ့သားရှောက်လန်းတယ်ရှောက်လန်းတဲ့အချိန်မှာငါလုံနေတာပဲကြာနေပြီ အဲ့လောက်ခါရဲကငါလုံနေတာအခုချိန်ဒီငါဘာကြောင့်မအောင်မြင်တာလဲမထိုးတက်လာလဲတခါကျတော့တွင်းတွင်းနဲ့ကိုနောက်ကတက်တဲ့လူတွေကအရှိ့ကိုရောက်သွားတယ်လေအခုဆိုဆရာသိတယ်လိုက်မှာပဲဟိုပစင်းလေးတစ်ပုဒ်ကဘာမှမဟုတ်ဘဲနဲ့ဟိုတော့နှစ်ချောင်းသုံးချောင်းနဲ့ပောက်သွားရင်လေလိုင်းပေါ်မှာပလူပြန်ပြီးနံမဲတွေကြီးသွားတယ်အဲ့လိုမျိုးတွေကိုတွေမှအများကြီးစ조사ပြီးတော့အခက်ခဲတွေအများကြီးနဲ့ရင်ဆိုင်အစာငတ်ရေငတ်ခံပြီးတော့ဒီလောကကိုရှောက်လန်းခဲ့တယ်ရှောက်လန်းခဲ့ပြီးတော့အခုချိန်ဒီသားလို့မှာဟိုပောက်ပောက်ရောက်မရှိသေးဘူးသိတဲ့လူကတော့သိတယ်ဒါပေမဲ့ကိုနေချင်းကိုရောက်ရှင်တဲ့အတိုင်းအတာဒီမရောက်သေးဘူးပေါ့။အဲအဲ့လိုမျိုးတွေဖြစ်တဲ့အချိန်မှာကျတော့နည်းနည်းစိတ်အားငယ်မှုကြီးရှိတယ်။ဒါပေမဲ့နောက်ပိုင်းကျတော့ကိုယ့်ကိုယ်ပဲပြန်တွေးတယ်။ငါငါစူးစမ်းရင်ဖြစ်ရမှာပဲ။အဓိကတော့ ဟိုအဓိကကိုယ်စိတ်ဓာတ်ကအရေးကြီးတာပေါ့လူပညာလောက်တာဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်စိတ်ဓာတ်ကအောင်မြင်ရမယ်ဆိုတဲ့စိတ်ရှိရင်လူဆိုတာစူးစမ်းရင်ဖြစ်ပါတယ်အားကြောင့်မို့လဲဒါပြန်ပြီးတော့ဇွဲရှိကြီးနဲ့အခုပြန်ပြီးတော့လုံနေပါတယ်ဟိုအနုပညာလောကဆိုတာကိုယ့်အိမ်ထဲကနေပြီးတော့တခါတလေကြရင်လည်းဂျင်းရတာတွေရှိတယ်လीအဲ့ဒါပွဲခေါ်တဲ့ကန်ဖိုက်တွေရတော့ရှိတာပေါ့အမင်းတို့ဒီဒိုဒီလာခဲ့ဆိုသူတို့ပတ်စံကြိုမပေးဘူးဘယ်သူမှဟုတ်တယ်မလားကိုကလည်းတက်သေးစားတွေဆိုတော့သူတို့ကလည်းပွဲခေါ်တာဒါသူတို့ကိုလည်းကျေးဇူးတင်တယ်အမှန်တိုင်းပြောရင်သူတို့ကကိုယ့်ကိုနေရာပေးတာနေရာပေးတယ်ဆိုရင်လည်းကိုကယူတတ်မှရပါဘူးနေရာတစ်ခုဆိုတာလည်းအဲ့လိုမျိုးပေါ့အခက်ခဲရတော့မကြုံပါဘူးဒါကကိုပတ်စံနဲ့ကို ားတော့ကတော့များနေတော့ရှိုင်းဖက်ထွက်လာမယ်ဒီရှင်းလေးနှစ်ပုတ်ပြီးတော့ဒီပြတ်တက်ကိုတင်ဆက်လာမယ်ကိုစောင့်မယ်ကြည့်ရှုအားပေးကြဖို့အဲ့ဒါကဒီကျိုးအဲ shine test ဆိုတဲ့ lambda နဲ့လုံးမဲ့တခြင်းလေးကတော့အဲ့ဂီတနဲ့ချစ်သူကတော့တော်တော်လေးကြွကြွလေးပေါ့နော်မြန်မာသားမိုလိုသားနည်းနည်းအကြွလေးတီးပေးထားတယ်အဲတီးပေးတာတော့ကျွန်တော်ဟိုမြောက်ကလာတွေကဂီတမူကိုမျိုးတင်ကတီးပေးထားပါတယ်နောက်တစ်ပုဒ်ကတော့အဲ့လိုအေးတယ်ဆိုပေမဲ့လည်းသူကလည်းဟိုလိုအရင်အေးတဲ့ထဲမှာတော့မပေါဘူးမိုနိုမိုနိုဘိုင်းလေးပေါ့တောင်းတော့တောင်းချစ်တဲ့အကြောင်း မခွဲမခွာပဲနဲ့တစ္ဆာဆိုပြီးတော့ပေါင်းသိမ့်မဲ့အကြောင်းလေးကိုရေးပေးထားတာပါတယောက်နဲ့တယောက်အရန်ချစ်တဲ့ချစ်သူနှစ်ဦးပေါ်မှာဟိုတယောက်ကလည်းတစ္ဆာမခောက်တယောက်ကလည်းတစ္ဆာမခောက်ဘူးအဲအဲ့ဒါကိုတအားတို့ကဖွဲ့နေပြီးတော့ဒါရေးပေးထားတဲ့တခြင်းလေးဖြစ်တယ်။ဒါမှမဟုတ်လေဒီတခြင်းလေးကိုလည်းပြိတက်ကကြိုက်နေမယ်လို့ထင်တယ်။ပထမခီးကြားနဲ့ချစ်သူဆိုတော့လည်းမိုးနိုအကြွလေးဆိုပေမဲ့ဟိုလိုသူများလိုမျိုး DJ တွေပိုင်းနဲ့မရောထားပဲနဲ့ဒါကတကယ်အတိုင်းပဲသူ့ရဲ့အစ်မန်အတိုင်းလေးပဲတီးပေးထားတဲ့အတွက်အဲ့ဒါလေးကိုလည်းလက်ခံမယ်လို့ထင်ပါတယ်။အဲတအားအပိမဲ့ပြည့်သက်တွေအားလုံးကိုလည်းဒါကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့ဆိုတော့ဒါအခုကအရင်ကတည်းကတည်းဆိုထူးမြတ်အောင် နာမည်နဲ့တုတ်ထားတာအခုကတေးရေးတေးဆိုရှိုင်းထက်ဆိုပြီးတော့2025မှာနာမည်ပြောင်းထားတဲ့အတွက် YouTube မှာရောတားရဲ့ Facebook မှာရောတားရဲ့အကုန်လုံးပေါ့နော်တားတုံးနေတဲ့အကုန်လုံးအကောက်တွေအကုန်လုံးမှာတားအဲ့လိုမျိုးရှိုင်းထက်ဆိုပြီးတော့ပြောင်းထားပါတယ် YouTube မှာလည်း Corporation မှာတားရဲ့ရှိုင်းထက်ဆိုတဲ့နာမည်နဲ့ပဲတားအခုဟိုကဖွင့်ထားပါတယ်ပြန်ပြီးတော့အဲ့တော့အဲ့မှာတချင်းလေးတွေတင်လဲတာကိုဝိုင်းပြီးတော့အားပေးကြပါ TikTok မှာလည်းဒါတချင်းလေးတွေအတူလေးတွေကာဘာဆောင်းလေးတွေဆိုရင်လည်းအားပေးကြပါလို့အားလုံးကိုကျေးဇူးတင်ပါတယ်အားပေးကြတယ်ပြည့်တက်ကြီးအားလုံးကြပါစေချမ်းသာကြပါစေ လောက်ကိုင်းနေလဲဒီထံဘက်ကအဆင်ပြေကြပါစေလို့သာဆုတောင်းပေးလိုက်ပါတယ်ဒီနေရာနေပြီးတော့